ငယ်ချင်းကိုစောဝေတမိရှင်ဆိုင်ဆိုင်အကြောင်းကြားတော့စိတ်မကောင်းဘူးအဲ့တော့ဘယ်လိုဖြစ်လဲတဲ့ကိုပြောပြပါဦး2021မှာအများသူငါလိုပဲသူတို့လည်းအာနာတိတ်မှုကိုအဆန့်ကျင်ပြီးတော့ဆန္ဒပြတဲ့လူငယ်အုပ်စုတွေတက်ရောက်ပေါ့အဲ့လိုနဲ့မေလ23ရက်ကျတော့အိမ်ကိုဝိုင်းပတ်ပိတ်ဆို့ပြီးတော့စစ်ကား၅စီးနဲ့ဖမ်းတဲ့အခါမှာပါသွားတာပေါ့နော်နောက်စစ်ကြောရေး21ရက်3ပတ်လောက်ဖြတ်ပြီးတဲ့အခါကျနှိမ့်ထောင်ကြီးရောက်တဲ့အခါကျတော့ ဆက်တွယ်လာတယ်။ဟောအင်းစိတ်ထောင်တဲ့ရောက်နေပြီပေါ့နော်တွေ့ခွင့်တော့မရဘူးပေါ့သူပြန်လွတ်လာတဲ့အထိလုံးဝမတွေ့ကြရဘူးပေါ့နော်ကိုရိုနာဆိုရုံထုတ်ရင်မိသားစုနဲ့တွေ့ရတယ်ပါရှိသေးတယ်ဒီຫນွေဦးကတော့မင်းအောင်နိုင်စစ်တပ်ကတော်တော်ကြမ်းတမ်းကြမ်းကြမ်းတမ်းတမ်းကိုနိုင်ငံရေးကျင်းသားတွေဆက်ဆံတဲ့သဘောပေါ့နော်အဲ့တော့အထဲမှာတစ်ထောင်လုံးကအင်းစိတ်တစ်ထောင်လုံးကိုဗစ်ရောဂါဖြစ်ကြတယ်အဲ့ဒီမှာတမိလည်းပါတယ်ပေါ့ ကိုဗီရောအပြင်ဟန်နဲ့ဆေးရုံရောက်တယ်ထောင်ဆေးရုံထောင်ဆေးရုံမှာနိုင်တဲ့ခါကျတော့အပြင်ဆေးရုံကြီးပို့တယ်အပြင်ဆေးရုံကြီးကသူတို့ကုသပြီးပြန်လာတဲ့ခါကျတော့အတခါအင်းစိန်ထောင်ပြန်ရောက်တယ်အင်းစိန်ဆေးရုံပြန်ရောက်တယ်အင်းစိန်ဆေးရုံကနေအဆောင်ရောက်တယ်အဲ့ဒီမှာပဲဇေယျတော်တို့ကွက်မြက်တာတွေပဲဖြစ်တဲ့ခါကျတော့မင်းကလေးတွေထားတဲ့တိုက်ကအကျဉ်းသူတွေကိုတိုက်ပိတ်တာတို့ကောနာကိုဗစ်ဆေးဖြတ်တာတို့ကိုဗစ်ဆေးမပေးတော့တာပေါ့နော်ဖြတ်တယ်လို့ပြောတော့မပေးဘူးပြောတာမပေးတော့တာလို့ဆိုတာနဲ့သူကအဲ့မှာရောဂါဝေဒနာတွေကိုလူတွေခံစားရတယ် ဒါတွေကလည်းအဲ့ကာလမှာကြည့်ရမဟုတ်ဘူးသူတို့ထွက်လာမှအဲ့တည်တာပေါ့နော်အဲ့လိုခံစားရင်းနဲ့ TV ပိုးကစေယုံကကူလာတယ်အဲ့တော့စေယုံနေုံတက်ရတာဆိုတော့ဘယ်စေယုံကကူလာလဲမသိဘူး TV ပိုးကကူလာတယ်ဟိုအဲ့လိုနဲ့၃နှစ်ပြည့်ဖို့၃ရက်လို့မှာအဲ့လွှတ်ပေးလိုက်တယ်လွှတ်ပေးလိုက်တဲ့ခါကျတော့လက်သမီးအပြင်မှာခဲမှာဖြစ်လာတဲ့ကိစ္စတွေကိုသူ့မိဖေနဲ့သူ့မိနဲ့သူ့ဖေ ဆွဆဲရမှာဆိုလို့အကောင်မပြောဘူး။တင်းရဲ့အခုပြောလိုက်တဲ့တဲမှာဟိုကလေးတွေထောင်ထဲမှာဟိုအစာငတ်ခံဆန္ဒပြကြသေးသလားလို့အဲ့ဒါအဲ့ဒါလေးအထက်ပြောပေး။အဲ့ဒါလည်းပါတယ်ပေါ့နော်။အဲဇေယတော်တို့အဲ့လိုကျုံးမဲ့ပေးတဲ့ကိစ္စကိုမကျေနပ်တဲ့အတွက်အထက်မှာအဲ့လိုဟိုတော်တော်များများပေါ့။လူဦးကကလေးတွေတော်တော်များများအစာငတ်ခံဆန္ဒပြကြတယ်။အဲ့တော့ဟိုအဲ့ဒီထက်မှာ အကုန်လုံးနှိပါး ဟိုပါတဲ့ခါကျတော့အကုန်လုံးနှိပါ့ဟိုလိုခေါင်းထုံးတဲ့အတိုင်းစစ်စစ်ခွေးထောင်တွေထုံးတဲ့အတိုင်းတိုက်ပိတ်တာတို့ဟိုရုံထွက်ပိတ်တာတို့နောက်ပါဆယ်ဖို့ပိတ်တာတို့ဟိုအဲ့ဒါမျိုးတွေကိုလည်းအများကြီးသူတမိလက်ခံရတာပေါ့ခါရတဲ့ထဲမှာတော့အဲဒီကွန်တော့ပြောတဲ့ဟိုစားတော့ကလည်းဖြစ်တယ်လို့စားယောဂါလည်းရှိနေချိန်မှာတော်တော်လေးခန္ဓာကိုယ်ကခံလာရတယ်ပေါ့အဲ့ခံလာရတဲ့ကိစ္စတွေအကုန်လုံးကဒီ၃နှစ်လုံးနဲ့မတိခဲ့ဘူးပြန်လာတော့လည်းမိဘတွေစိတ်ဆင်းရဲမှာဆိုလို့ သူကမပြောဘူးဒါပေမဲ့ဟိုပြေလောက်တဲ့ကူကတော့သူ့ကိုအပြင်ထုတ်ပြီးတော့အဲအဲ့လိုပေါ့ဟိုစိတ်မချရတာစိတ်ချရတဲ့နေရာကိုခေါ်ခြင်းတယ်เนาะအနည်းဆုံးထိုင်းနိုင်ငံတော်ကိုခေါ်ခြင်းတယ်ဒါပေမဲ့အဲသူတို့မှာလည်းထုံးစံတိုင်းဒီဂျန်စီတွေရဲ့ခေါင်းမာတဲ့စင်ကြီးကဖီရိုခက်ကလည်းမဟုတ်ပါဘူးဖီရိုဘာမှမသိပါဘူးသူ့မှာလောက်ဆရာကြီးအများကြီးရှိနေတယ်ဆိုရယ် စကလုံးနဲ့ဖီကိုအမျိုးမျိုးအကြောင်းပြပြီးတော့ညှင်းဆန်တယ်ထုံးစံတိုင်းမှာပဲဒီဒီဒီတခြားဂျန်စီးတွေလိုပဲအဲတိတ်ကောင်းမှပြီးတော့ချစ်စရာကောင်းတော့ကောင်းမှကြရဲခလေးတွေပေါ့အဲ့ဒါနဲ့ TV ဘိုးကကောင်းလဲရောက်တာ TV ဘိုးကောင်းလဲရောက်တော့မှသူ့အမေကတည်တယ်သူ့အမေကတည်တဲ့အခါဆေးရုံတင်ပြီးကူတာတယ်အဲပထမတစ်ချိန်ဆေးရုံတက်တယ်အဲလာပေါင်းများစွာတက်ရတယ်အဲ့ဒီမှာ ကိုတက်တာွားတယ်စေးဝါပြန်ဆင်းတယ်ပြန်ဆင်းတော့သူ့ဖေရဲ့အမေရိကန်အလုပ်တချို့တော့မှသူ့ဖေတကယ်ဟိုလုပ်ခဲ့တဲ့ poetry performance တွေလူပညာတွေကိုဒီမှာခင်းချင်းပြသလို့ရအောင်သူအေးရဘောတစ်လက်နေမကောင်းရင်တစ်လက်နဲ့သူချိတ်ဆက်ပေးခဲ့တယ်သူရဲ့အတတ်ပညာနဲ့နောက်တစ်ခါကျတော့ TV ပိုးကခေါင်းထဲကမဟုတ်တော့ဘဲနဲ့ဥရဲထိရောက်သွားပြီးတော့ဥရဲမှာအဲ့ TV ပိုးကအနာရီဖြစ်တယ်အဲ့မှာစေးုံတက်ရတယ်စေးုံတက်တဲ့ခါမှာအဲ့မှာ အဲ့ဦးကိုဖြတ်ထုတ်တယ်။ဦးကိုတပေခွဲလောက်ဖြတ်ထုတ်ရတယ်သူပြောတယ်။တပေခွဲလောက်ဖြတ်ထုတ်ရပြီးတော့ဆေးကုရပေါ့နော်။ရက်ပေါင်း100တီတီဈေးဥမှာနေခဲ့ရတယ်။တရားပြည့်တဲ့နေ့မှာဟိုဈေးဥမှာနေပြီးတော့အိမ်ကိုဆင်းစီတယ်ပေါ့နော်။အော်အိမ်အိမ်ကိုဆင်းလာတယ်ဆိုတော့ဆင်းလာပြီဆိုတော့လည်းဖေလုတ်တဲ့လူကဝမ်းသာတာပေါ့နော်။ဟောဆေးမှာဆင်းလာပြီဒါကောင်းလို့ပဲယူဆပြီးတော့အဲ့ဒီဈေးထဲမှာဖေလုတ်တဲ့လူကကိုကဘာကြိုးစားထားသလဲဆိုတော့ မေကန်နေပြီးတော့ travel document လျှောက်တယ်အဲ့ဒါသူပထမဆေးရုံတက်တရားခေါင်းထွက်လာပြီးတော့ပထမဆေးရုံတက်ရတယ်က travel document လျှောက်တယ် travel document ရလို့ရှိရင်ခိုင်းလောက်ဘန်ကောက်လောက်ကိုသွားပြီးတော့မရရအောင်တမီးတော့ထုတ်ပြီးတော့ဆေးကုမယ်လို့ဆိုတဲ့ရွယ်ချက်နဲ့အဲ့ travel document လျှောက်တယ် travel document ရလဲ idea လျှောက်လိုက်တာအခု march လ18ရက်နေ့မှာကိုလက်ထဲကိုရောက်လာတယ်တစ်နှစ်ခွဲလောက်ကြာတယ်ဘန်ကောက်ကိုသွားဖို့18ရက်နေ့ရရတယ်အခုပြင်နေတဲ့ကာလမှာပဲအဲ့ travel document လက်ထဲရောက်ပြီးတော့ ငါရဲ့အလွန်မှာတမီးကအဲ့ယောဂနဲ့ပဲကွယ်လွန်သွားတယ်။အော်တမီးအခုအဓိကကွယ်လွန်တာကအအဆုပ်ယောဂလားဒါမှမဟုတ်ဒီတခြားဟိုဆက်နွယ်တဲ့အမိုက်ကင်ဆာလို့ဟာမျိုးလား။ကင်ဆာမဟုတ်အဲ့ဟိုကိုဗစ်ပိုးနဲ့တီဗီယောဂပဲ။ဟုတ်ပြီ။တီဗီပဲ။ဥမိုင်းဥရဲကိုဝင်သွားတဲ့တီဗီပဲ။အဲ့ဒါကြောင့်ဆုံးတယ်။ဟုတ်ကဲ့။ ။ဟောတကယ်သူတို့စပြီးအရင်ဆုံးဖြစ်တာဒါဆိုလို့ရှိရင်ဟာလာဒီကိုဇေယတော်တို့ချိုးပေးကွန်မြတ်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့ hunger strike အစာငတ်ခံဆန္ဒပြပွဲတွေလုပ်ကြတယ်။အဲ့ဒီအချိန်မှာကိုဗစ်ကဖြစ်တယ်။အော်သူတို့ကအစာငတ်ခံဆန္ဒပြပွဲလုပ်တော့ကိုဗစ်ဆေးလည်းမရဘူး။နော်ဟုတ်တယ်ဆေးရကိုဗစ်ဆေးနဲ့ပေါ့ဆေးရဘာဆေးမဆိုလုံတော့အောင်မရဘူးလို့ဟိုအခုဆေးုံဆေးုံကြီးတက်တော့မှာပဲအားလုံးသိရတာလေသူတို့ကထုတ်မှမပြောတာဟုတ်ပြီ ဲ့တော့သူတို့ကကိုပိဆေးမရတဲ့အပြင်နောက်ထပ်ထပ်ပြီးဆေးရုံမှာအဲ့တော့သူ့ကိုဒီအဆုတ်ရောဂါအာ TB ပေါ့အဲ့တော့ပါကုဆက်သွားဟုတ်တယ်မှန်ပါတယ်သူတယောက်တည်းမဟုတ်ဘူးလေးယောက်လောက်ကုဆက်ခံရတာပေါ့နော်အဲ့မှာအဲသူ့အရင်ဆုံးသွားတဲ့တယောက်ရှိတယ်အဲ့ဒါလည်းအခုသူ့နိုင်ရေးကြတော့မှဟိုသူသူတို့အမှုတွဲတွေကဒါမှမဟုတ်ကြိုင်နေတဲ့လွတ်လာတဲ့လူတွေကဝိုင်းရီလို့သာဟိုမိဘတွေကတိရတာ तू อ่ะဟိုတခါမှဟိုထုတ်မပြောခဲ့ဘူးเนาะအဲ့လိုမျိုးအေးဖြစ်တယ်ဆိုတာအဲ့၄ယောက်လုံးဖြစ်ပြီးတော့တယောက်ကအဲ့လွတ်ပြီးတော့မှပဲအရင်ဆုံးဆုံးတဲ့တယောက်ရှိတယ်အဲ့ဒုတိယဆုံးတာကတော့အဲ့သူတို့၄ယောက်ထဲမှာကိုသမီးကဒုတိယချွန်းစင်းစင်းကဒုတိယဆုံးတာတော့တင်းအခုပြောအောင်လက်တော်မှာအခုကသမီးက33နှစ်ငငယ်ကြီးက65နှစ်ငငယ်ကြီးမွေးနေတဲ့ တိုက်တဲ့ဆိုင်တိုင်းတမိရဆုံးသွားတော့ပေါ့နော်တမိဒီရှော့စိမ့်စိမ့်ကဟောတတိုင်းအခုဘာရီစီဇန်နေလဲပြောပါဦးဘာရီစီဇန်နေလဲဆိုခုနကပြောတဲ့နေရာမှာပါတယ်လေကိုကိုဒီအမေရိကန်မှာကိုလူတိများတဲ့ကိုရဲ့ portfolio performance ကြာရွတ်တာတွေ performance လောက်တာတွေရဖို့သူထိဆက်ပြီးခဲ့တယ်ကြများရင်သူနေမကောင်းရတဲ့ laptop တစ်လုံးနဲ့ဆေးရုံပေါ်ကအရာကရင်ပေါ်ကနေကိုဘာသာတွေပြန်ပေးခဲ့တယ် အဲ့ဒီအတွက်သူ့ကို translation fee ပေါ့ဒီနိုင်ငံတွေကပေးကြတယ်200ရို300ရို့အဲ့လိုပေးတဲ့အခါမှာသူ့ကိုသူလည်းနေမကောင်းနေတဲ့အချိန်မှာသူ့ကိုပို့ဖို့လမ်းပို့ဖို့ပြောတဲ့အခါမှာသူကအဲ့ဒါတမိမယူပါဘူးတဲ့ဟိုနေဆက်မှာဒုက္ခရောက်နေတဲ့ကလေးတွေရှိရဲဟိုအဖေကြောင့်အောင်ပို့ပေးပါတဲ့အဲ့တော့သူစိတ်ဆန္ဒကိုပဲအဖေတယောက်နေနဲ့ရှင်သွေးဖြည့်စီရမှာပေါ့နော်သူတို့စီလီလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်ဖက်ဒရယ်ဒီမိုကရေစီပေါ့အဲ့ဒါကိုလည်းရှင်ကျန်တဲ့အဖေတယောက်နေနဲ့နိုင်တော့ဝင်ထမ်းမှာပေါ့လေမြမတမိုင်းကိုဒီနေ့ကိုတို့ပြန်ရွေးကြတဲ့အခါမှာဟလာဒီတငယ်ချင်းသမီးတို့တငယ်ချင်းတို့အပါဝင်ပေါ့နော်ဒီလူငယ်တွေလူကြီးတွေအကုန်လုံးရဲ့ပေးဆမှုတွေဟာတမိုင်းဖြစ်လာမှာပါအဲ့တော့အတင်းထားပါကွာအခုတငယ်ချင်းတခုပြောခြင်းသေးလားလိုက်ထားပြောအတင်းထားဆိုတော့ ကုသမီးကရှင်ဝါရောင်တော်လိုင်းကြီးတော့လည်းတာဝန်ကျေခဲ့တယ်။လူမျိုးတော်လိုင်းကြီးမှာလည်းတာဝန်ကျေတဲ့ရဲဘော်တယောက်အနေနဲ့ကိုအလေးပြုတယ်။အဖေတယောက်အနေနဲ့ကတော့ရဲ့ရကြတာပေါ့။ဒါပေမဲ့မငိုပါဘူး။အဲသူကအဲ့လိုမျိုးငိုတာကြိုက်တဲ့သမီးမဟုတ်ဘူးသိတယ်။သူတို့စီရီရဲ့ စိတ်ခံစားမှုနဲ့ရေတက်ကကြီးမားတယ်ကျေပြောတယ်ပညာပါတယ်အဲ့ဒါတွေကိုပဲရှင်သွေးကိုရှင်းအောင်နေပြီးတော့သူတို့လိုချင်တဲ့ပန်းနိုင်ကိုအထောက်အပံ့ပြုတော်မယ်လို့ဆိုတဲ့စိတ်နဲ့ပဲအဲကိုကအခုချိန်ဒီမှာပါတယ်နောက်လဲမအောင်ကိုနှလုံးမရက်ပါအောင် ဆက်ပြီးတော့လောက်ကင်ဆောင်ရွက်မယ်လို့တန်လိမ့်တန်ချတာပါ။ဟေးဒီစားပါလေ။